ဒုခရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟေဇယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာကြီးဦးတုခရေးသားထားတဲ့တဒါပါရဲမောင်ကို ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။တဒါပါရဲမောင်ကို မိုးလေဝသခင်းသည့်အခါဦးချမ်းသာသည်နနေတိုင်းလမ်းလျှောက်လေးရှိ၏တခါကသူသွားနေကြခရီးကိုခြေလမ်းဖြင့်ရည်တွက်ခဲ့ဘူးရာခြေလမ်းပေါင်း3500ရှိသည်ကိုမှတ်သားမိသည် နောက်တခါတော့ခြေလမ်းကိုမမှတ်တော့ဘဲအာနာပါနာထွက်လေဝင်လေကို အမှတ်ပြု၍လျှောက်၏လမ်းတွင်မိတ်ဆွေများနှင့်တွေ့ရ၍စကားစမြည်ပြောရသောအခါအာနာပါနာပြေရပြန်တော်သည် ောက်တော့ဓမ္မစကြာသုံးနေမိတာတို့ကိုရွတ်သည်၎င်းနောက်တပ်ပေတတာအဝေယာဟွန်တူ အစာရှိသောမိတာပို့ကို စီပြန်လာသည်ခြေလမ်းပေါင်း3500နှစ်ကွတီလောက်ဖြစ်သည်ကိုတွေ့ရသည်လမ်းတွင်တွေ့ရသောမိတ်ဆွေများအားပါးစပ်မှ တူတူရွရွေနှုတ်ဆက်ခေါင်းညိပြခြင်းကြောင့်သူတို့တွေကလည်းအလိုက်သိစွာရက်တန့်စကားပြောခြင်းမရှိကြတော့ခြင်းဤသို့နှင့် လမ်းလျှောက်ရသည်ပင် စိတ်ကြည်လင်ပေါ်ပါ၍ပင်မမှုပျောက်စေတော်၏တနေ့တော့လမ်းလျှောက်ရမှအပြန်အိမ်ဝါသို့ရောက်သောအခါအေကန်တွင်ဇနီးတဲ့တော်များမင်းနှင့် စကားဖောင်ဖွဲနေသောအရာရှိကတော်ဟောင်းတဦးကိုတွေ့လိုက်ရသောကြောင့်ဦးချမ်းသာ၏စိတ်မှာမကြည်မလင်ဖြစ်သွားသည်ထိုအမျိုးသမီးမှာသူများအကြောင်းမလိုမကောင်းလိုလင်ကောင်းပြောတတ်သည်ဟောအကူကြီးတောင်ပြန်လာပြီ။သွားလိုက်အောင်မမများရဲ့ စကားပြောလို့တော့ကောင်းပါရဲ့ဟုစကားစားကိုဖြက်ကဦးချမ်းသာကိုလည်းနှုတ်ဆက်၍ထွက်သွားလေတော့သည်ဒီတခါဘသူ့အကြောင်းလာပြောတာလဲကွအိုးစုံလို့ပါပဲအေးသူများအကြောင်းတွေမင်းကိုလာပြောတဲ့မင်းမဟာ မင်းအကြောင်းလဲသူများကိုတွားပြောမှတေးကြတာပဲอืมလူများဟာတေခက်တယ်မုံလင်အပြည့်ချစ်လင်အကျိုးမျက်နှာမှတဒါတဲ့အဲ့ဒီစကားဟာတိတ်မှန်တာပဲ ဒေါ်မြမေကစကားပြောရင်းဦးချမ်းသာအနာတို့ဝင်ထိုင်လိုက်။ကဲသူများမကောင်းတဲ့တွင်တွေလက်စင်မကန်းခြင်းမနဲ့ဘဟုတုတဖြစ်အောင်မင်းပြောတဲ့စကားကိုပဲအတိတ်ပဲပြန်ပြပါအောင်။ဘယ်စကားကိုအတိတ်ပဲပြန်ပြရမှာလဲအဖေကြီးကလည်းမုံလင်အပြစ်ချစ်လင်အကျိုးမျက်နှာမှတဒါဆိုတာလေ။ဒါများလူတိုင်းအတိတ်ပဲတည်ပြီးပြောနေကြတာပဲဝင်။အေးပါလူတိုင်းကဘယ်လိုသိထားကြသလဲ။မင်းကိုယ်တိုင်ကဘယ်လိုသိထားသလဲ။ ဲ့ဒါကိုကြားကျင်လို့ပေါ့ကွာမုံလင်အပြေးဆိုတာက မုံနေတဲ့လူတယောက်ရှေ့မှများကိုကဘာလှုပ်လို့ဘာပြော့ပြောကောင်းတာလှုပ်ပြီးကောင်းတာပြောစီအောင်တော့အကောင်းကိုမထင်ကြဘူးတတွေထွေးလိုက်တာကအစသူ့ကိုရန်လို့တယ်လို့ထင်နေကိုကအမှတ်တမဲမို့သူ့ကိုနှုတ်မဆက်တာကိုမာနာကြီးတယ်လို့ထင်နေကိုကနှုတ်ဆက်ပြန်တော့အယောဝင်တယ်လို့ဆိုတယ်ကိုမှအပြစ်ကြီးပဲဟုတ်ပါပြီဟုတ်ပါပြီမုံလင် အပြစ်တော့တိပါပြီ ချစ်လင်အကျိုးကိုဆက်ဆံမအောင်ဒါလဲလွယ်ပါတယ်တော့ကိုကိုအကောင်းထင်ပြီးချစ်ခင်ကြည်ညိုနေတယ်ဆိုရင် သူကိုဆဲဆိုအပြစ်တင်အောင်ကောင်းစီလိုလိုဆုံးမတယ်လို့ကျေးဇူးတင်နိုင်ကြသည်ကုထီလက်ရောက်ကျူးလွန်တာတောင်စိတ်မနာပါဘူးပို့လို့တောင်ခင်မင်ကြပြန်ရောကဲကဲမျက်နှာမတရားကိုပြောပါ အဖေကြီးကလည်းလေကိုမျက်နှိုးတဲ့လူဆိုရင် ပေးခြင်းနဲ့ကျွေးခြင်းနဲ့တရားတည်းရရှိတယ်ပေါ့လီဘာတီမမြရင်လားတချင်းအောင်ရှိသေးတယ်လေ တဒါပါတယ်မောင်ကို ကြည်ပြူပါတယ်မောင်ကို သူများကိုဖြင့်ကျမစေတနာတွေပို့တဲ့ဟဲ့ငါမိမအတန်ဒီအတန်သားနဲ့ဆိုပြရင်တိတ်ကောင်းပါကွာတော်ပါ လူကလေးကလာနဲ့တော်များမိကခက်ဆူဆူကလေးလှောက်ခါထားသွားမိအပြူတွင်ဦးချမ်းသားကလမောင်းကိုဆွဲ၍တားထားလိုက်သည်ဟေးနေပါဦးကွာအဲ့ဒီမျက်နှာမတရားဆိုတဲ့စကားအတိတ်ပဲကိုငါကရှင်းညင်လို့မင်းကိုတမင်ပြောခိုင်းနေတာသိလား ထိုင်အောင်အဲ့ဒီမျက်နှူးမှတရားဆိုတဲ့စကားဟာမင်းထင်တယ်လို့ဖေတော့မောင်တော့သမီးရီစားစကားလင်မယားစကားမျိုးမဟုတ်ဘူးတကယ်မျက်နှူးလို့တရားစိတ်ပေါက်ရင် အရိယာတောင်ဖြစ်နိုင်နေခဆူဆူခမှုမှုကလေးဖြစ်နေတော့ဒေါမြမေဤမျက်နှာထားမှမူစိတ်ဝင်စားလာတယ်လို့ဥချမ်းသာအားစိတ်စိတ်ကြည့်လိုက်ရင်ဘလို့များပါလဲတော့ဟောစမ်းမအောင်ဓမ္မကတိကကြီးရဲ့ တို့ကတဒါဆိုတဲ့ပါဠိစကားလုံးကိုတိတိကျကျအတိပယ်မသိပဲတထဆိုတဲ့အတိပယ်မျိုးနဲ့ပြောလာခဲ့ကြတာကွတထရဲဆိုတာကစေတနာရှိတယ်ဆိုတဲ့အတိပယ်မျိုးနဲ့ပြောလာခဲ့ကြတာကွတထရဲဆိုတာကစေတနာရှိတယ်ဆိုတဲ့အတိပယ်မျိုးဟုတ်လား노ဟုတ်ဘူးလားမဟုတ်ပါဘူးတဒါဆိုတဲ့ပါဠိအနဲ့အတိပယ်ကမြန်မာလိုယုံကြည်ခြင်းလိုဘာသာပြန်ရမှာပါအဲ့ဒါတောင်မှအတန်အတွက်ကမှားနေတတ်ကြသေးတယ်ပါဠိမှာတဒါဆိုတာလည်းရှိတယ် တံတားဆိုတာလည်းရှိတယ်။အခုမင်းပြောတဲ့တံတားဆိုတာလည်းရှိတယ်။တာနဲ့ဓာတ်တွေရေချတာတံတားဆိုတာက အခါခသိန်းအမြဲလိုအတိတ်ပဲရတယ်။တာနဲ့ဓာတ်တွေနှလုံးဆင့်ရေချတတ်တာကတော့တံတားကြန့်လိုအတိတ်ပဲရတယ်။တာနဲ့ဓာတ်တွေဓာတ်အုပ်ချက်ရေချတတ်တာကတော့ယုံကြည်ခြင်းလိုအတိတ်ပဲပြတယ်။ရှင်ပြောသလိုတံတားရဲ့လိုအတိတ်ပဲထွက်တာကြားဘူးပါဘူးတော့။တံတားလိုပဲပြောနေကြတာပဲဟာ။ဟုတ်ပါတယ်။ လူတွေကသာအယက်စကားအဖြစ်နဲ့ပြောနေကြတာပါ ပါဠိဘာသာကျွမ်းကျင်တဲ့ယဟန်တော်များကတော့တဒါကိုတဒါလို့ပဲအတန်တွယ်ဟောပြောနေကြပါတယ်ကဲလီယုံကြည်ခြင်းဆိုတဲ့အကြောင်းကိုပဲပြောပါတော့ယုံကြည်ခြင်းဆိုတာလူတဦးတယောက်ရဲ့စိတ်မှာလေးလေးနက်နက်ယုံမှတ်၍ကြည်လင်လာခြင်းကိုယုံကြည်ခြင်းလို့ကျေးဇူးရှင်တောင်မြို့မဟာကဏ္ဍယုံဆရာတော်ဖခင်ကအတိတ်ပဲဖွင့်တော်မူခဲ့ပါတယ်ဗုဒ္ဓကိုယုံကြည်ခြင်းဓမ္မကိုယုံကြည်ခြင်း တန်ကာကိုယုံကြည်ခြင်း၊ကံနှစ်ကံဤအကျိုးကိုယုံကြည်ခြင်းအတ္တလိုယုံကြည်ခြင်းမျိုးဟာအရိယာတောင်ဖြစ်နိုင်ပါတဲ့။မင်းပြောတဲ့မျက်နှာမှတရားဆိုတာကဗုဒ္ဓမျက်စွာကိုမျက်နှာမှတရားဆိုတာဖြစ်လာနိုင်ပါတယ်။တရားတော်ကိုလည်းထိုနည်း၎င်းပေါ့။ဒီလိုဆိုတော့လေသူ့အတိတ်ပဲနဲ့သူအဟုတ်သားပါလား။ဟုတ်ရမှာပေါ့။တရားတတိဟိရိဥဒ္ဒပဘာဟုသစ္စာဝရိယပညာတဲ့ကြည်လေ။ တရားဆိုတဲ့ယုံကြည်ခြင်းကဥဆောင်နေတယ်မဟုတ်လားမြတ်စွာဘုရားရဲ့စရဏတရား15ပါးထဲမှာလည်းဒီတိုင်းပါနေပါတယ်အကျင့်ဣန္ဒြေ5ပါးမှာလည်းကြည်အောင်တန်တိနီဝရိယီနီတတိနီပညိနီတဲ့အဲ့ဒီဣန္ဒြေဆိုတာကဘာကိုပြောတာတော့ဣန္ဒြေဆိုတာအုတ်ချုပ်ခြင်းအဆူရခြင်းတင်စီခြင်းလို့အဓိပ္ပာယ်ရတယ်မိမတို့ဣန္ဒြေရွှေပေးလို့မရဆိုတာကတော့ဟာဒါကမင်္ဂလီပီတာအောင် မျက်စိနားနှာရှာကိုယ်စိတ်ဆိုတဲ့အာယုံ၆ပါးမှာလျက်ပေါ်လော်လီချင်းကင်းအောင်စုပ်ထင်းတာကိုဆိုတာတတိနေ့ကျတော့ကိုယ့်ရဲ့တရားစိတ်ကိုမပြတ်မလွင်မပြောက်မပြက်အောင်အမြဲထင်းချုပ်ရမှာဖြစ်တယ်။နောက်တစ်ခုဘုံ၅ပါးတဲ့အဲ့ဒါတွေကတရားဘူဝရိယဘူတတိဘူတမာတိဘူပညာဘူတို့ဖြစ်တယ်။ဘူဆိုတာအင်အားဘလောက်ကိုပြောတာအဒီမှာလဲကြည့်တရားဆိုတဲ့နန္တရားကဥဆောင်နေတယ်။တရားတရားကအင်အားမကောင်းရင် ဝရိယမရှိနိုင်ဘူးဝရိယမရှိရင်ပညာဆိုတဲ့ဉာဏ်အလင်းဖြစ်မလာဘူးအဲ့ဒါကြောင့်ဒုဒ္ဒတွေဟာတရားတရားအားကောင်းမှုလိုတယ်နေပေါင်းတရားရရောစွာပေးလူတယ်ဆိုတာကတော့အဲ့ဒါကကံနဲ့ကံဤအကျိုးကိုယုံကြည်လို့ပေးလူတာကိုပြောတာပုံကိုယ်ဆွဲလှူတာတန်းတာမျိုးမဟုတ်စေရဘူးဗုဒ္ဓဘာသာဝင်တွေကယတနာ၃ပါးကိုလည်းယုံကြည်ကြပါတယ်ကံကံဤအကျိုးကိုလည်းယုံကြည်ကြပါတယ်တော့မင်းမှတ်ချက်အတင်ခံနိုင်မှာမလားဒုဒ္ဒတွေ အများအဖြင့်ဆိုပါတော့ကွာယုံကြည်တယ်လို့ပြောနေတာကိုကတာမန်ပုထုဇဉ်များအနေနဲ့တရားတရားခိုင်မြဲဖို့ကအလွန်ခဲယဉ်နေပါသေးတယ်။ငါဆိုလိုတာကအခါခတ်သိမ်းကိုယ်စိတ်မှာတရားတရားကိန်းနေဖို့ကို ဆိုလိုတာနော်။ဒုစိတ်မှာအညစ်အကြေးငါးပါးဆိုတာကအမြဲလိုလိုဝင်ရောက်ပူကတ်နှိမ့်ဆက်ဖြစ်စီနေတတ်ကြတယ်။ကြံကံမှာနေလာတို့ဤအညစ်အကြေးငါးပါး၊ရွှေစင်ရွှေကောင်းတို့ဤအညစ်အကြေးငါးပါးတဲ့။အဲ့ဒီဥပမာများနဲ့နှိုင်းရှင်းပြီ တရားအစားရှိတဲ့စိတ်ကောင်းတွေကိုဖျက်ဆီးတဲ့အညစ်အကြေး၅ပါးဆိုတာပြထားပါတယ်။အဲ့ဒါတွေကိုတစ်ခုချင်းရှင်းပြမှနားလည်မှာပေါ့အဖေကြီးရဲ့။အေးပါရှင်းပြမှာပေါ့။နေလာတို့ဤအညစ်အကြေး၅ပါးဆိုတာက၁စီနင်း၂မြူ၃တိန်၄အသူရိနမင်း၅မိကိုအဲ့ဒီ၅ပါးပဲကွ။စီနင်းနေကြနေတဲ့အခါမှာနေလာတို့ဤအလင်းရောင်ဟာကြည်လင်တန့်ရှင်မထွန်းတောက်နိုင်မှုမဟုတ်လား။အဲ့ဒီလိုပဲမြူမုံတွေထနေတဲ့အခါလဲ နေလာဤအလင်းရောင်ကိုအငြိကြေဖြစ်စေတယ်။တိမ်ထူရတဲ့အခါများမှလည်းနေရောင်ပဲထွက်ပါမတော့။အသူရိနမင်းကကတွင်နဲ့ငုံတဲ့အခါနေလာတို့ရဲ့အလင်းရောင်ပျောက်ွယ်သွားတတ်တယ်။ဒိုးတရရအဲ့ဒါကိုနေကြက်တယ်၊လာငပုတ်ဖမ်းတယ်လို့ဆိုကြတယ်မဟုတ်လား။အဲနောက်ဆုံးတစ်ခုကမိကိုတဲ့။မိကိုတွေတိတ်များနေတဲ့အခါမှလည်းနေရောင်လာရောင်တို့ဟာမှင်းမိန်သွားတာပေါ့။အဲ့ဒါတွေကမင်းတို့ငါတို့ကိုတွေ့မဟုတ်လားကွယ်။ဒါတွေကိုကျမတို့ကတခုချင်းသတိမထားခင်မိကြဘူး။ ကဲရွှေအညစ်ကြေး၅ပါးဆိုတာပြောပါအောင်အေးမင်းတို့အခုဝင့်နေကြတဲ့ရွှေဟာဇဘူရိရွှေနာရဏီရွှေအစ်စ်မဟုတ်သေးဘူးကွာအဒီအထဲမှာရောဆက်ထားတဲ့ dress တွေပါနေသေးတယ်နာရဏီရွှေအစ်စ်ဆိုရင်ပြာဖျောင်းပြော့တယ်လို့ပြော့နေတယ်ဒါကြောင့်ရွှေအကြောင်းဖျောင်းတက်သေးလို့စကားပုံရှိတာပေါ့ဩဟုတ်လားကျမဖြစ်အခုမှကြာဘူးတော့တယ်ရွှေအစ်စ်များဝစ်လိုက်ရရင်ဘလောက်ကောင်းမလဲနော်မင်းတို့မိမများကတော့လုတ်ပြီးဖျောင်းလို့ပြော့ပြောင်းနေရင် လက်ရပုံတံတန်းလှုပ်ချနိုင်လို့လို့ပဲရတော့မလဲပရပိုက်ခောက်ရွှေးဆိုရင်တောင်ပြော့ဤနေပြီဒါကြောင့်ဘောတို့ကြေးတို့နဲ့နည်းနည်းဆက်ပေးရတယ်ဒါရီထားပါတော့ရွှေရဲ့အညစ်ကြေး၅ပါးကိုပြောမယ်1ကြေးနီ2ကြေးဝါ3ခဲမဖြူ4ခဲမနဲ့အဖျိုက်နဲ့လို့လဲခေါ်ကြတယ်ထမရဲ့ကွာငါဘုံငွေတဲ့အတိလိုရောထားလို့ကာရဲရွှေလို့ခေါ်ကြတာထင်ပါရဲ့အတိလိုနီလာတို့ရဲ့အညစ်အကြေးတွေကနီလာရဲ့အလင်းရောင်ကိုညညူးစေတကယ်တော့ ရွှေရဲ့အညစ်အကြေးတွေကရွှေရဲ့တောက်ပမှုပျော့ပြောင်းမှု အဖိုးတန်မှုတွေကိုရုတ်ရော်စေတယ်မဟုတ်လားအဲ့ဒါလိုပဲစိတ်ကောင်းစိတ်မုံတို့ကိုရောရှက်ဖြည့်စည်တာကစိတ်အညစ်အကြေး၅ပါးပေါ့၁လောဘ၂ဒေါသ၃မောဟ၄မိန္ဒ၄လံထိုင်မှန်းခြင်း၅အဝိဇ္ဇာစုံလုံးကန်းခြင်းအဲ့ဒါလိုရှိတယ်ကွာကုသိုလ်ကောင်းမှုမှာဖြစ်ဖြစ်တရားဆိုတဲ့စိတ်ဓာတ်ကိုပဲဖြစ်ဖြစ်အဲ့ဒီအညစ်အကြေး၅ပါးတို့ကပူးဝင်ချင်းကပ်ပြီးနှောက်ရှက်ဖြည့်စည်တတ်တယ်တဲ့ อืมစိတ်ကိုစိတ်ကပဲကောင်းအောင်ပြုပြင်နိုင်တယ်စိတ်ကိုစိတ်ကပဲမကောင်းအောင်တိုက်တွန်းတတ်တယ်ဆိုတာအဖေကြီးပြောဘူးသားပဲဟုတ်ပါတယ်လောဘဒေါသမောဟတွေနဲ့နေစဉ်နဲ့အမျှနေစဉ်အမြဲလုံထွေတက်ပုတ်နေကြတဲ့ဒုဒတွေမှာတော့အိတာမစ္ဆရိယအပိစာပြဘာဒတောကပရိဒေဝဒုက္ခဒေါမနတာဆိုတာတွေပါပြန်ပွားလာတာပေါ့ကွာဒါကြောင့်တရားတရားဆိုတာဟာဒုမြအဖို့အင်မတန်ပြည့်လွယ်တတ်ပါတယ်တဲ့ဘသူကမှတာဝန်မခံနိုင်ပါဘူးတဲ့ ကိုတရားတရားကိုကိုပညာကသာထိန်းထားနိုင်ပါလိမ့်မယ်တဲ့အဲ့ဒါနဲ့ဆက်လို့အဆိုမိန်တစ်ခုကို တကိုးပင်ရင်အရာမှာဣတတိပွဲသူရတော်မူတဲ့အရှင်မဟာမောက္ကလံကိုတော်ကြီးကသူ့တားရေကတထေကြီးကိုဟောတော်မူထားတာရှိတယ်။အဲ့ဒီအကြောင်းလေးများအကျေချက်ပြောဆမ်းမအောင်လားဓမ္မကတိကကြီးရဲ့ကြားရနားရအောင်။ကောင်းပါပြီဒကာမကြီးရဲ့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိတော်မူစဉ်ကောလီယာပြည်ကိုကြွားရောက်ပြီးတည်ရင် သုံးတော်မူတဲ့အခါကဖြစ်ပါတယ်။ အဒီဂေါ်လီယာပြည်မှာဂရီ80ချမ်းသာတဲ့တထေးကြီးတဦးထံအရှင်မဟာမောက်ကလန်ကိုတော်ကြီးကစွန့်ခံကြတော်မူလေးရှိပါတဲ့အဲဒါကြောင့်တထေးကြီးနဲ့အရှင်မြတ်တို့ဟာဆေယားတကာအဖြစ်ယဉ်ဤကျွမ်းဝင်နေကြတယ်တနေ့တော့ဒါယကာတထေးကြီးကလာမဲ့ဥပုပ်နေမှာမြတ်စွာဘုရားတခင်ကိုပါပင့်ဖိ၍တပည့်တော်အိမ်မှာဆွံ့ကြွေးကြပါတယ်အရှင်ဘုရားကတပည့်တော်ကိုစားလျှောက်ထားပင့်ဖိပေးပါလို့ပြောတယ်ကွာ ဒီတော့ရှင်မဟာမောက်ကလန်ကိုတော်ကြီးကလည်းရှောက်ထားပြီးတော့ပင်ဖိတ်ခဲ့ပါမယ်လို့တာဝန်ခံလိုက်တယ်ကွာဒီလိုနဲ့တထေကြီးလည်းလှူဒန်းပွဲရာတွေကိုစီမံပြုလုပ်နေတာပေါ့ဖြစ်ချင်တော့တထေကြီးကိုတာဝန်ခံတဲ့နေ့မှာပဲတုပ်ပဝါသားမင်းသမီးလေးကခုနှစ်ရက်ဆက်တိုင်စွန့်ကပ်လို့ကိုမျက်စွာဘုရားအားရှောက်ထားပြီးဖြစ်နေတယ်တုပ်ပဝါသားမင်းသမီးဆိုတာကမင်းတို့ငါတို့ကြာဘူးနာဝအလွန်ရှိနေတဲ့အရှင်သီဝလိယဟန္တာရဲ့မဲတော်ပေါ့အော်အော် လက်လာပါပြည်စုံတဲ့အရာမှာမြတ်စွာဘုရားကဣတရစ်ပေးတော်မူတဲ့ယဟန်နာမဟုတ်လားဟုတ်ပါတယ်အဒီအခါကအဒီယဟန်လောင်းလေးကိုမွေးဖွားတော်မူတဲ့နေ့ရက်ဖြစ်နေလို့မြတ်စွာဘုရားကိုစွန့်ပင်ကြွေးมาဖြစ်တယ်အကျေတော့မပြောတော့ပါဘူးကွာတရာတရားနဲ့ပတ်သက်လို့ဓမ္မရတကိုမြ мян ရောက်အောင်အချင်းချင်းကြတာပေါ့ဒီတော့ရှင်မဟာမောကလန်ကိုတော်ကြီးကသူ့တိုင်ကတထေကြီးထံကိုပြန်ပြီးရချင်းလွှဲဖို့ပြောရတာပေါ့ အဲ့ဒီမှာတတိကြီးကဆေးရတကယင်းနီးသူများပြီးပြီးစောတကစင်ကြီးတွေနဲ့ရှောက်ပါတဲ့။ဘယ်နဲ့လဲအရှင်ဖျားအရှင်ဖျားကိုယ်တိုင်ကဝန်ခံသွားလို့တပည့်တော်မှအဆဆရရစီစဉ်ပြီးပါပြီ။တပည့်တော်ရချင်းလွှဲဖို့ကိစ္စမှာဖြစ်နိုင်မယ်မထင်တော့ပါဘူးလို့ရှောက်တယ်။ဒီတော့အရှင်မဟာမောက်ကလန်ကတကကြီးချင်းနဲ့ရက်နဲ့ခုနှစ်ရက်မြတာကြွားပါတယ်။တီးခံပြီးစောင့်ပါလို့ပြောတယ်။ဒီတော့တတိကြီးကပြန်ရှောက်တယ်။အရှင်ဖျားတို့ပဲအနေစာအမြင်မရှိလို့ဟောတော်မူတယ်မဟုတ်လားဖျား။ အခုတပည့်တော်ရှိတဲ့ပစ္စည်းတွေအကုန်လုံးဟာခုနှစ်ရက်အတွင်းမှာပျောက်ပြက်ကုန်ဆုံးသွားရင်ဖရာမျက်စွာကိုတပည့်တော်မှာစွန့်ကပ်နိုင်ခွင့်ပဲရှိပါတော့မလဲလို့ရှောက်ထားတဲ့လေတပ်ပေတင်ခါရအနေစာလို့ဖရာဟောတော်မူထားတာပဲနေပါအောင်လေငါဆက်ပြောပါမယ်တတိကြီးကအသက်လူစင်ကြီးတက်တော့ရှင်မဟာမောက်ကလန်ကမစိုးရိမ်မနဲ့တကားကြီးကျွန်ုပ်ဤအနာဂရန်တညံရှေးပြသူကြိုတင်၍သိမြင်နိုင်သောညံနဲ့ကြည့်လိုက်တဲ့အခါမှာ အသင်တထေကြီး၏ဥစ္စာပစ္စည်းများသည်၁၂နှစ်ကာလပတ်လုံးစိုးရိမ်ပျက်စီးလိမ့်မည်မဟုတ်တူဝါသည်ထက်သာတူဝါနေလေအုံးမည်ထို့ကြောင့်မြတ်စွာဘုရားအားလှူဒန်းရန်အနောက်အရှက်မဖြစ်နိုင်ပါလို့မိန့်တော်မူတဲ့အဲ့ဒါလိုတာဝန်ခံတော့တထေကြီးကအတွန့်တက်ပြန်တယ်အရှင်ဘုရားရဲ့တကူအဘိညာဉ်ကိုတန်တရားမရှိပါဘူးတပည့်တော်ရဲ့ပစ္စည်းများမပြုတ်မပြဲရှိသည်ပဲထောင်းအခုခုနှစ်ရဲ့အတွင်းမှာတပည့်တော်တည်သွားရင်ကိုဘယ်နဲ့လုံးမလဲတဲ့အေးပေါ်လေး ပစ္စည်းသင်္ခါရလူသင်္ခါရလို့ဆိုတယ်မဟုတ်လားပစ္စည်းကလူကိုစွန့်ရင်လဲစွန့်မယ်လူကပစ္စည်းကိုစွန့်ရင်လဲစွန့်ကြမယ်ဟုတ်ပါတယ်တပ်ပေသင်္ခါရအနေဆာကိုကဒါကိုယဟန္တာအရှင်မြတ်ကြီးကဒဂါကြီးရဲ့အသက်ဟာ32နှစ်ကာလပတ်လုံးမသေးနိုင်ပါဘူးလို့တာဝန်ခံပြန်ပါတယ်ဒီလိုဆိုရင်ဖျားကိုတော်မြတ်ကိုစွန့်ကပ်ကြွေးဖို့တေချာသွားပြီပေါ့နော်မတေချာသေးပါဘူးအရေးကြီးဆုံးအချက်ကကျန်းနေပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့တထေကြီးကရှောက်တဲ့စကားကိုနားထောင် အရှင်ဖုရားအဥ္စာလည်းမပြတ်ဘူးတပည့်တော်ရဲ့အသက်လည်းမသေးဘူးဆိုတာတော့ဟုတ်ပါရဲ့ယတနာ၃ပါးနဲ့တကွကံကံဤအကျိုးကိုယုံကြည်ခြင်းဆိုတဲ့တပည့်တော်ရဲ့တရားတရားကခုနှစ်ရက်အတွင်းမှာပဲပျောက်ပြဲသွားမယ်တဲ့အဲ့ဒါလို့ဆိုရင် တပည့်တော်ဟာမြတ်စွာဘုရားကိုစွန့်ကြွေးပြစ်တော်မှာမဟုတ်ပါဘူးအဲ့ဒါဘယ်နဲ့လို့ရမှာတော့နဲ့အေးလေအဲ့ဒါကအရေးကြီးဆုံးဆိုတာဟုတ်တာပေါ့ဒီတော့ယန္နာအရှင်မြတ်ကြီးကဘလို့မိန်တော်မူသလဲရှင်တရရကတထေးကြီးတဲ့ ဒါရိုက်တာကြီးရဲ့ရိုးဝတ္ထုဖြစ်သောဥစာနဲ့အသက်ကိုသာ ကျွန်ုပ်ကမြင်လို့တာဝန်ခံနိုင်ပါတယ်တဲ့ဒါကကြီးရဲ့နံခန္ဓာဖြစ်တဲ့စိတ်ကိုတော့ကျုပ်ကအာမမခံနိုင်ပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့အယူမသောမိစ္ဆာဒိဋ္ဌိနဲ့ယုံမှားခြင်းဆိုတဲ့ဝိစီကိစ္စတို့ကတရားတရားကိုဖြစ်စည်းနိုင်လို့ပါတယ်။ဒါကြောင့်ကျွန်ုပ်ကတာဝန်မခံနိုင်ပါဘူးတဲ့။ဘယ်သူမှလည်းတာဝန်ခံနိုင်မှာမဟုတ်ပါဘူးတဲ့။ဒါကကြီးရဲ့စိတ်ကိုဒါကကြီးရဲ့စိတ်ကသာအာမခံနိုင်မှာဖြစ်ပါတယ်တဲ့။ ဆိုလိုရင်းကအခုနာပြောခဲ့တဲ့စိတ်ရဲ့အညစ်အကြေးဟူသမျှကိုမိမိ၏ပညာစေတသိက်နဲ့တုတ်တင်စေကြောပေးရမယ်ကိုဆိုလိုတာဖြစ်တယ်။သာဓုသာဓုကောင်းလိုက်တာနော်။ဟုတ်တာပေါ့မိမိရဲ့စိတ်ကိုမိမိကာတာပြုပြင်နိုင်တာပဲ။ဒီတော့မှတထေးကြီးကရှင်မဟာမောက်ကလန်ကိုယူသေးစွာရှင်ကိုပြီးရှောက်တယ်။ရှောက်တဲ့စကားကတော့အရှင်ဖျားထမ်းမှဟောတော်မူတဲ့တရားကိုကြားနာလိုခြင်းကြောင့်သာတပည့်တော်ကစင်ကြေလက်ချင်နဲ့အတွန့်တက်ခဲ့တာပါဖျား။ တပည့်တော်ကျေနပ်လှပါတယ်။ယနေ့မှအစပြု၍တပည့်တော်ဤတရားစိတ်ကိုပညာဖြင့်နိုင်နှင်းအောင်ထိမ့်သိမ်းဆောင်ရှောက်နေပါမယ်ဖရာလို့တရားကြီးညိုစွာလျှောက်ထားပါတယ်။အဲ့ဒါကိုကျေးဇူးရှင်မန်လေးဆရာတော်ဖရာကြီးကဒုဒတွေအမြဲတည်ထားရအောင်မကဒေဝကြီးမှဟောတယ်လို့ကြေးသားတော်မူခဲ့ပါတယ်ဗျာ။ထင်ရှားကျော်ဟုဘိန်ညင်ဆိုတာတကူကြီးစွာယဟန်နာလင်းဥ္စာအသက်နှစ်ပါးအတွက်ကို မပြည့်စည်ရာ ဝင်ခံစွာလျက် တရာဟုညာထိုတရားမှုဖောက်ပြားရင်းတွေမိစေဖီတန်ပြက်လွယ်စွမ်းကြောင့်ခံထမ်းပိုင်ပိုင်မပြုတ်နိုင်ဟုမြဲခိုင်စိတ်ငါထိုတရာကိုပညာကွန်တွေမစွန့်စေနေတဲ့ကဲမှတ်ထားကောင်းလိုက်တာရှင်ပါတို့ပါမန္လေးဆရာတော်ဖခင်ကြီးရဲ့စာပေကျေးဇူးတော်ကိုရှ िख ိုးလိုက်ပါရဲ့တတိကြီးပြောသလိုကျမတို့လည်းတရားတရားမစွန့်အောင်အမြဲကြိုးစားရမှာပဲနော်အေးပေါ့ကွာ ူတော်ကောင်းဥစ္စာခုနှစ်ဖြာမှာတတဒါယတနာသုံးပါးကုန်ကိုယုံကြည်ခြင်းနှစ်သီလပြင်ဆက်သည်အထင်ကသီလနှင့်ပြည့်စုံခြင်းသုံးတုတအကြမြင်များခြင်းလေးစာကပေကံစွန့်ကြဲခြင်းငါပညာလောကီလောကုတ္တရာပညာနှစ်ပါးနှင့်ပြည့်စုံခြင်း၆ဟိရိသူတော်ကောင်းတို့ကဲ့ရဲ့မြီကို ရှက်ခြင်းမကောင်းမှုကိုရှက်ခြင်းခွန်ဩတပပြစ္ဆုတ်ပန်တန်တရာဘေးကိုကြောက်လန့်ခြင်းမကောင်းမှုကိုလန့်ခြင်း အဲ့ဒီနေရာမှာလဲတရားကဦးစီးထားတာကိုမင်းတွေ့ရလိမ့်မယ်။သူတော်ကောင်းဖြစ်ဖို့လဲတရားကအရင်ခံနာပဲနော်။သူတော်ကောင်းဖြစ်ပြီးတဲ့နောက်သောတာပန်အရိယာဖြစ်လာတဲ့အခါကျတော့အသက်သာစွန့်ရင်စွန့်မယ်။တရားဆိုတဲ့တရားကိုတော့မစွန့်ဘူးတဲ့။သောတာပန်ရဲ့အင်္ဂါ၄ပါးမှာ၁ဗုဒ္ဓတေဝိသပတာရဖရာကုံတော်၌တဝင်းယုံကြည်ခြင်း၂ဓမ္မတဝိသပတာရတရားကုံတော်၌တဝင်းယုံကြည်ခြင်း၃တန်ခတဝိသပတာရ တန်ခါဂုံတော်၌တည်ဝင်ယုံကြည်ခြင်း၄။သီလတမန္နငါးပါးသီလနဲ့ပြည့်စုံခြင်းနဲ့သောတာပန်ဖြစ်တယ်ဆိုရင် အပေတကာပိတ်သွားပြီမဟုတ်လား။အေးသောတာပန်အစစ်ဆိုရင်တော့ဟုတ်တာပေါ့ကွာ။လူသူဥလာပြောတဲ့သောတာပန်မျိုးဖြစ်နေရင်တော့မလွယ်သေးဘူးကွာ။ဥလာကဘလို့ပြောလို့တော့ရည်စရာပုံမြင်လေးပေါ့ကွာ။ရွာတရွာမှာစာပေမတက်တက်ရွာသကြီးတယောက်ရှိတဲ့။ရွာဦးကြောင့်ကဖုန်ကြီးထံသွားသွားပြီးသောတာပန်ဖြစ်ကြောင်းတရားဟောတော်မူပါဖျားလို့ နားပူလေးရှိတဲ့။ဘုံတော်ကြီးကလည်းငါးပါးတီလာမှမလုံတဲ့တကြီးအကြောင်းကိုသိတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ရင်သောတာပန်ဖြစ်လိမ့်မယ်လို့ဟောတဲ့။ဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတာဘာတွေလဲဖရားလို့တကြီးကမေးတယ်။အတ္တဆွဲဆိုတဲ့အယူမှားချင်းကိုဒိဋ္ဌိလို့ခေါ်တယ်။တရားဓမ္မမှာတို့လို့တို့လို့ယုံမာတန်တရားရှိခြင်းကိုဝိသီကိစ္စလို့ခေါ်တယ်။ဘုန်းတော်ကြီးကရှိရှိဝွေပြောပြနေရင်လည်းနားလည်မှာမဟုတ်တော့တဲ့အတူ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 ပဲပြောလိုက်တဲ့အခါယောသကြီးကဝန်တာအာရစွာနဲ့ တပည့်တော်မှာအတ္တဆွဲလည်းမရှိတော့ပါဘူးဖေ။တရားတော်အပေါ်မှာလည်းသို့လောသို့လောဝိစီကိစ္စလည်းမရှိတော့ပါဘူးဖေလို့ခက်ကြွားကြွားခတ်မှမှပြောလို့တော့อืมဒါဖြင့်တကကြီးဟာသောတာပန်ဖြစ်နေပြီပေါ့လို့နာကြပြင်းကက်နေတာနဲ့ငေါတော်တော်ပြောလိုက်တာ哦။တကြီးကအလိုက်ကန်းစိုးမသိပဲ။ဒါဖြင့်တပည့်တော်ဟာအပေတကာပိတ်ပြီပေါ့နော်လို့ရှောက်နေသေးတာနဲ့ဘုံကြီးကပိတ်ပြီပိတ်ပြီသွားတော့လို့နှင်းလို့လိုက်ရတဲ့။အဲ့ဒါလို့ねရွာတကြီးဟာသူ့သောတာပန်ဖြစ်နေကြောင်း အပေလေးပါတကာပိတ်ထားပြီးဖြစ်ကြောင်းမသားအိမ်အလှူအိမ်ဒုမင်္ဂလာသူမင်္ဂလာစကဝိုင်းမှာတဖောင်ဖောင်ပြောနေပါလေရောတဲ့တကြီးကလည်းဦးကြောင်ကြောင်ထင်မာရဲ့တော့ဒီထက်ဦးကြောင်ကြောင်ဖြစ်တာမင်းကြားရလေအောင်မေဗျာဖြစ်ပုံကတနေ့တော့လက်ထောက်မြို့အုပ်ကလေးကနေလှိရင်သူ့ရွာရောက်လာတဲ့ရှီခေကတော့ဘူတဲ့မရှိတဲ့ရွာကလေးမျိုးဆိုရင်မြို့အုပ်ကတကြီးကြီးမှတဲတယ်မြို့အုပ်စားဖို့တောက်ဖို့တကြီးကဟင်ကောင်းကျွေးကောင်းနဲ့ပွဲတော်ဆက်ရတာက ထုံးစံကို ။ဘျူရိုကရက်ခစ်ကတော့ဒီတိုင်းမှာပဲရှင်။မင်းကလည်းနိုင်ငံရေးလေတန်းပါလိုက်တာကွာ။ကြားဖို့တာပြောရတာပဲရှင်။ထားပါလေ။အဲ့ဒါလိုမျိုးအိုကိုဟင်းချက်ကျွေးဖို့အိမ်မွေးတဲ့ချက်ကိုတကြီးသားကလိုက်ဖန်နေတော့ချက်ကလည်းကြောက်အားလန့်အားနဲ့ကတော်ကတော်ဆိုအော်ပြီးထွက်ပြေးတာပေါ့။တကြီးသားကလည်းထွက်ပြေးတဲ့ချက်ကိုခဲနဲ့ပြစ်ဒုံနဲ့ပေါက်တချံလုံးကြွကြွဆူးနေရော။အဲ့ဒီမှာတင်တကြီးက ပြာကြီးပြာရထွက်လာပြီးသူ့သားကိုတားတဲ့။ဘလို့တားတဲ့တော့ ဟဲ့ဟဲ့သားပါဏာတိပါတာကံကိုမကျူးလွန်နဲ့ငရေကြီးတတ်တယ်။ငါမိအောင်လိုက်ဖမ်းပြီးစီရင်လိုက်ပါမယ်ကွာ။ငါအတွက်တော့ကိစ္စမရှိဘူးကွာ။အပေတကားပိတ်ထားပြီးပြီလို့အိုကြီးရဲ့ကျဲပြောပါတဲ့ဗျာ။ဒေါ်မြမင်းမတဟာဟာနဲ့ဟဲ့ပဲပဲရေရသောကြောင့်မျက်ရည်များပင်ထွက်လာရသောဟု၏။ဒိုးတတွေလည်းကိုလာပြောတဲ့တောတာပန်လိုဖြစ်နေမှာစိုးတယ်။တောတာပန်အစ်စ်ဖြစ်ပြီးဆိုရင်တဒါဦးစီးတဲ့တီလာကြောင့်ကို့အသက်သာအသေးခံမင်းသူများအသက်ကို ချပရွက်ကအစာမတက်တော့ပါဘူး။ကဲအခုနောက်အဖေကြီးပြောတဲ့သောတာပန်တို့ရဲ့အင်္ဂါ၄ပါးမှာပါပြီးသားလေ။အေးတရားတရားကဦးစီးကြန့်ခံလာရင် အရိယာတောင်ဖြစ်နိုင်တယ်လို့ငါပြောခဲ့တယ်နော်။တရားဆိုတဲ့ယုံကြည်မှုဟာလောကုတ္တရာတရားမှာအဓိက ဖြစ်တယ်လို့ပစ္စုပန်လောကမှာလည်းအရေးကြီးတဲ့တော့ချက်ကြီးတစ်ခုဖြစ်တယ်။တို့တွေဟာသာသမီနဲ့မိဘဖြစ်စီ၊ဆရာနဲ့တပည့်ဖြစ်စီ၊စေးဆရာနဲ့လူမမာဖြစ်စီ၊အကျိုးတူဖတ်ဆက်တဲ့အပေါင်းအသင်းဖြစ်စီ မိတ်ဆွေတင်ကအချင်းချင်းပဲဖြစ်စေအလို့ရှင်နဲ့အလို့သမားဖြစ်စေအကြီးငယ်နဲ့ငယ်သားဖြစ်စေရုပ်စွာအစုံလင်းနဲ့မရတမီးစားပဲဖြစ်စေတဦးပေါ်မှာတဦးဂုံကျေစုနဲ့မေတ္တာအရင်ခံစိတ်ဓာတ်ကိုလေးလေးနက်နက်ယုံကြည်မှုရှိထားရမယ်ကိုလုံနေတဲ့အလို့ကိစ္စကြီးတခုပဲကြည့်အောင်အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ယုံကြည်ချက်အရင်ခံသိထားမှဝိရိယကမစုံမနေကြိုးစားလာလိမ့်မယ်အဲ့ဒါလိုကြိုးစားလာတော့တတိအမြဲရှိလာလိမ့်မယ်မှန်နေရင်မှန်နေကြအောင်အားတက်လာလိမ့်မယ် မှားနေရင်မှားနေကြောင်းပြုပြင်မှုတတိရှိလာလိမ့်မယ်။တတိအမြင်ရှိလာတော့စူးဆိုင်မှုဆိုတဲ့တမာတိရလာလိမ့်မယ်။အဲ့ဒီလိုအာယုန်တွေမထွေပြပဲတည်ကြည်တဲ့တမာတိဖြစ်လာရင်တိုးတက်ရာတိုးတက်ကြောင်းအကြံကောင်းဉာဏ်ကောင်းပညာတွေဖွံ့ဖြိုးလာလိမ့်မယ်ဗျာ။ဒါကြောင့်တဒါပါတဲ့မောင်ကိုဆိုပြီးပေးချင်တာကြွေးချင်တာလောက်အတိပဲမကောက်ပဲလောကီလောကုတ္တရာပေါက်ရအောင်တဒါစိတ်ကိုစောင့်ရှောက်နိုင်ကြမှာဖြစ်တယ်။ ဆရာကြီးဥတုခရေးသားထားတဲ့တဒါဘာရဲမောင်းကိုဆိုရဲဝိထုတူလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆင်ပြေခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။